်မင်္ဂလာပါရှင်ကျမတို့ဖူးဤဤနယ်ပါ DV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါအငဲစားနျူကလ িয়ার လျှက်စစ်တပ်အပိစက်ယုံတိစောက်နိုင်ဖို့အတွက်ရုရှားနိုင်ငံနျူကလ িয়ার ကော်ပိုရေးရှင်း Rosatom အကူအညီနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ရုရှားနိုင်ငံကိုရောက်နေတဲ့စစ်ကောင်းဆောင်ကစက်တင်ဘာလ25ရက်မှာပြောပါတယ်စစ်ကောင်းဆောင်ဟာကမ္ဘာအနုမြူဖိုရမ်2025ကိုတက်ရောက်ဖို့အတွက်ရုရှားနိုင်ငံကိုစက်တင်ဘာလ24ရက်နေ့ကရောက်ရှိခဲ့တာပါ အဲ့ဒီ forum မှာစစ်ကောင်ဆောင်ကမြန်မာနိုင်ငံမှာကနဦးခြေလန်းအဖြစ်အငဲစားနျူကလ িয়ার လျှက်စစ်တပ်အပိစက်ုံတိစောက်နိုင်ရေးအတွက် Rostam နဲ့နီနီကက်ကက်ပူးပေါင်းဆောင်ရွက်နေပြီးလိုအပ်တဲ့အခြေခံအဆောက်အုံတွေနဲ့အခြားကဏ္ဍပေါင်းစုံတိုးချဲ့ဆောင်ရွက်နိုင်ရေးရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိတယ်လို့လည်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့စစ်ကောင်းဆောင်ကမြန်မာနိုင်ငံမှာငွေစားလျှက်စစ်တပ်အားဖြင့်စစ်ရုံတိစောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအဆောက်အုံလူဆွမ်းအားအရေးအမြစ်တွေနဲ့တခြားလိုအပ်တဲ့လုပ်ငန်းတွေကိုရုရှားနိုင်ငံနဲ့ရိုစတမ်တို့ကတက်နိုင်သမျှကူညီပေးဖို့အလေးနက်ထားမေတ္တာရက်ခံတယ်လို့လည်းပြောခဲ့ပါရရှင်။ မကွေးတိုင်းမြိုင်မြို့နယ်နှောပင်ကြီးရွာကိုစက်တင်ဘာလ24ရက်နေ့မနက်ပိုင်းကစစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ2ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကလည်းသိရပါဗျ။စက်တင်ဘာလ23ရက်နေ့ကနှောပင်ရွာဖုံးကြီးကျောင်းထဲကိုအင်အား200လောက်ရှိတဲ့စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတက်ဆွဲပြတဲ့နောက်ရွာအနီးနားကိုအခုလိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့မြိုင်မြို့နယ်အခြေစိုက်တော်လှန်ရေးကောင်းဆောင်ကိုတောက်ပင်ကပြောပါဗျ။ သူတို့ကိုကြောက်လို့ထွက်ပြေးနေတဲ့အသက်30အရွယ်ရွာကန်အမျိုးသားတယောက်ရွာအဝင်စီရဲ့နားမှာတိဆုံပြီးတော့ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့သေးတယ်လို့သူကဆက်ပြောပါရယ်စစ်တပ်စစ်ကြောင်းဟာစက်တင်ဘာလ25ရက်နေ့ညနေပိုင်းကနှောပင်ကြီးရွာနဲ့အင်မင်ကြီးရွာကနေတဆင့်ပခုတ်ကူမျိုးဘက်ကိုစစ်ကား6စီးနဲ့ပြန်လည်ထွက်ခွာသွားပြီးတော့နောက်တိဆုံသူတွေရုပ်အလောင်းကိုမြေမြုပ်တကြိုပေးလိုက်တယ်လို့သိရပါရယ်အဲ့ဒီနေ့မနက်6နာရီလောက်မှာဝင်တယောက်တိဆုံသွားခဲ့တယ်လို့လည်းသိရပါရယ်ရှင် နိုင်ငံတကာအနှံပြားမှာတိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ခီးသွွားဒေသတွေမှာတော့ဟိုတယ်ဘူကင်တွေပြည့်နေပြီးဒီနှစ်သတင်းကျုပ်ကာလအတွက်ပြည်ရင်းခီးသွွားလာမှုပိုများနိုင်တယ်လို့ဒေသခံတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကပြောကြပါဗျ။ AR တိုင်းပတိမြို့မှာစစ်ဆေးမှုတင်းကျပ်နေပေမဲ့ချောင်းသာကမ်းခြေမှာလည်းဟိုတယ်ဘူကင်တွေပြည့်နေပြီးခီးသွွားဝင်ရောက်မှုလည်းပိုများလာမယ်လို့ဒေသခံတွေကပြောကြပါဗျ။ချောင်းသာကမ်းခြေကဒေသခံတွေဟာခီးသွွားတွေကိုမိခိုပြီးဝင်ငွေရှာဖွေကြရတာဖြစ်တဲ့အတွက်မနစ်ကခရီးသွားဝင်ရောက်မှုနဲ့လို့အဆင်မပြေခဲ့ပေမဲ့ ဒီနေ့မှာတော့ခီးသွွားပုံများလာဖို့မျှော်လင့်နေကြပါဗျ။ရန်ကုန်ဘက်ကလာမယ်ဆိုရင်တော့လမ်းမှာစစ်စေးခေတွေတော့ရှိတယ်။ရန်ကုန်ဘက်ပုံနဲ့မဟုတ်ရင်တော့သက်ဆိုင်ရာရက်ကွက်ကြီးရာထောက်ခံစာတွေလိုပါတယ်။ဂိတ်တွေမှာမျက်နှာစကန်ဖက်ပြီးတော့သူတို့သတ်မှတ်ထားတဲ့မြင်းဆောင်ကသူဆိုရင်တော့ပေးဝင်နေပေါ့နော်။ဒီကာလမှာကလည်းအပန်းဖြေခီးကလာစရာကဒီချောင်းသာလောက်ပဲရှိတော့လေ။ဒီနေ့ကဧည့်သည်က တော်တော်လာမဲ့သဘောရှိတယ်။ဟိုတယ်ဘုတ်ကင်တွေလည်းပြည့်နေပြီးအခန်းတွေကမရတော့ဘူး။မနေ့ကတော့ခီးတွေတော်တော်ပါတယ်။ဒီနေ့တော့အဆင်ပြေမှာပေါ့လေ။ ဒေသခံတွေကလည်းတခြားလုံလုံမရတော့ဧည့်သည်လာမှပဲအဆင်ပြေပါလေမန္တလေးတိုင်းကရှေးအောင်ယဉ်ကျေးမှုနေပြီဖြစ်တဲ့ပုဂံဒေသမှာလည်းခီးသွွားဝင်ရောက်မှုများနေပြီသတင်းကြိုကာလမှာတော့ခီးသွွားဝင်ရောက်မှုပုံများလာဖို့မျှော်လင့်နေကြပါတယ်ဆရာနာသိမ်းကြီးကလည်းပြပခီးသွွားမရှိတဲ့လောက်နေပါနေတဲ့ပုဂံဒေသဟာပြည်ရင်းခီးသွွားကိုသာအဓိကအားထားနေရတယ်လို့ဒေသခံတွေကပြောကြပါတယ် တကယ်ဖျားဖူးတွေကတော့အဖြစ်ဖြစ်ကတော့လမ်းမှာတော့ရှိော်ရှိတာပေါ့နော်လာတော့လာကြပါအဖျားဖူးတွေကမနစ်ကနဲ့တော့ခုတော့မတည်သေးဘူးကွာတတိစကြမှန်တည်မှာမနစ်ကတော့အဲ့ဝင်များပါတယ်။အော်နည်းနည်းပပတော့ရှိတယ်။တားကြီးတော့ဟိုခီးသွားရတယ်လောက်တော့မရှိဘူးပေါ့။ပုံပြင်ပြည့်တယ်လို့ပြောတယ်ဟိုတယ်ဒီတိုင်းကြီးဧည့်သည်ဟိုအမေခိုင်းလို့မေးကြည့်တော့မရတော့မရတော့ဘူး။၅၅၆ကိုမရတော့ဘူးလို့ပြောတယ်။မူပြည်နယ်စိုက်ထုံမြို့နယ်စိုက်ထီးဦးစီဒီမှာတော့ ခီးသွွာလာရောက်ဖို့အတွက်တောင်တကားလမ်းတစ်လျှောက်လမ်းပြင်ဆင်တာတွေလှုပ်ဆောင်နေပြီလို့ဒေသခံတွေကပြောကြပါတယ်။လက်ရှိဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမုန်တိုင်းရာဆာကကြောင့်ဆိုင်ချီယိုတောင်မှာမိုးရွာသွန်းမှုများနေပြီးခီးသွွာဝင်ရောက်မှုနည်းနေပါတယ်။ဒါပေမဲ့သတင်းကြိုလာပြင်းနေအော်တိုဘာလ6ရက်နေ့အတွက်ဟိုတယ်ဘွတ်ကင်တွေလည်းပြည့်နေပြီဖြစ်တဲ့အတွက်အရင်နှစ်တွေထက်ခီးသွွာဝင်ရောက်မှုပိုများလာမယ်လို့လုပ်ငန်းရှင်တွေကပြောကြပါတယ်။ဈေးတက်တဲ့အနေနဲ့လည်းသတင်းကြိုကာလမှာရောင်းချဖို့ကုန်ပစ္စည်းတွေကျွေးဝဲထားတာနဲ့ ဆိုင်ငယ်ပြင်ဆင်တာတွေလုပ်ဆောင်နေကြတယ်လို့ဒေတာကန်ဒီကပြောပါရယ် အခုချိန်မှာတော့ဖျားဘူးအနေနဲ့ကလည်းနည်းနည်းတော့ပါနေသေးတယ်ဒါတိခဏိအဲကျောင်းပိတ်ရတဲ့ဆိုတော့ဖျားဘူးကများနိုင်ပါတယ်ဒါလို့ကျွန်တော်တို့တိထားတဲ့ဆိုရင်ဘူကင်းနေရလည်းပြည့်နေပြီဟိုတောင်ဖွင့်ခဏိဆိုတော့ဒီမော်တော်ယာဉ်ကားတွေရဲ့သူတို့ရဲ့စပိုင်ဆိုင်ပြင်ဆင်မှုတွေလည်းလုပ်နေတိုင်းလုပ်နေတယ်တောင်တက်လန်တရှောက်လမ်းဘေးဘက်ကြာနေတဲ့တပင်းတွေကညာဝါးပင်တွေလည်းသူတို့ကခုတ်ထွင်းနေပါပြီပေါ့နော်ဘူဆုံနေဒီကြက်တီမှာတော့စိုင်တိုင်းရတော့လေတောင်ဖွင့်ခဏိပြည့်တဲ့ကျောကတော့ပြည့်နေပြီဒီမုံတိုင်းလေးအခြေအနေရဲ့အဖျားခမှုတွေရှိနေတဲ့အတ္တကြောင့်မို့လို့ဒါပဲ ဘုရားဦးလေးနဲ့လို့နည်းနည်းလေးပါနေပေါ့နော်ဒီကျောင်းပရိသတ်ဆိုတော့တရားဘုရားတော့ပုံမှန်အတိုင်းကိုပဲတတ်မယ်လို့ခန့်ထားပါတယ်။စိုက်တီယိုခီးသွောင်းဝင်ရောက်မှုများပြားလာဖို့မျှော်လင့်ထားကြပါမယ်။စိုက်တီယိုတောင်ချေအနီးကစိုက်ထုံမြို့နယ်နဲ့ဘီလင်းမြို့နယ်တို့မှာမကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်သတင်းကြောကာလမှာတိုက်ပွဲတွေဖြစ်လာမှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။ပြည်ရင်းခီးသွောင်းတို့လာဖို့ဒေသခံတွေမျှော်လင့်နေကြပါမယ်။တစ်ဖက်မှာလည်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေသတွေမှာစစ်စေးရေးဂိတ်တွေမှာစစ်စေးမှုတင်းကျပ်ပြီး စစ်မှုတွေအတွက်တက်သားတိစုဆောင်တာတွေလည်းပုံမှုလှုံ့ဆောင်နေပါဗျ။ကိုဗစ်ကရောဂါကာလမတိုင်ခင်2019ခုနှစ်ကနိုင်ငံတော်ပြည်တွင်းခရီးသွား9တသမ8သန်းသာရှိခဲ့ရာကနေ2024ခုနှစ်မှာပြည်တွင်းခရီးသွား10သန်းခွဲကျော်အထိရှိလာတယ်လို့စစ်ကောင်စီရဲ့ဟိုတယ်နဲ့ခရီးသွားဝင်ကြီးဌာနကထုတ်ပြန်ထားပါဗျ။ဒီမှာဒီရီပါ စူပါတိုင်ဖုန်းမုန်တိုင်းရာဂါစာကပလဲမြင့်ရဲ့မြဝကျွန်းပေါ်ဒေသစီချင်းကပ်တိုက်ခိုက်ခဲ့လို့တရုတ်နိုင်ငံဟောင်ကောင်နဲ့မကာအိုအထူးအုပ်ချုပ်ရေးဒေသတွေမှာစက်တင်ဘာလ24ရက်အစောပိုင်းကတည်းကအမြင့်ဆုံးအဆင့်တက်လှမ်းမြင့်တင်ခဲ့ရပါတယ်။တရုတ်ပို့ဆောင်ရေးလုပ်ငန်းတွေကိုကြည်ကြဲပြင်းပြင်းဆိုင်းငံ့ထားပြီးကျောင်းတွေရုံးတွေကိုလည်းပိတ်ထားရပါတယ်။အင်္ဂါနေ့မိုးလွယ်ပိုင်းကတည်းကဟောင်ကောင်ကဂရုတင်မော်ပြေးဆွဲမှုအလုံးကိုရပ်ဆိုင်းခဲ့တာပါ။ ဗုဒ္ဓဦးနေမနက်ကလေးကဟောင်ကောင် MTR မြေအောက်ရထားလမ်းမိုင်းတွေကိုနည်းနည်းသာပြေးဆွဲနိုင်လို့ပြင်ပရထားဝန်ဆောင်မှုအားလုံးကိုရပ်ဆိုင်းထားပါတယ်။ဘတ်ကားနဲ့မြေပေါ်ရထားပြေးဆွဲမှုအားလုံးကိုလည်းရပ်ဆိုင်းထားတာပါ။ကောင်းလွန်ကျွန်းအနောက်ပိုင်းနဲ့တရုတ်ပြည်မကြီးဘူရာရီကြားမြန်နှုံးမြင့်ရထားပြေးဆွဲမှုကိုဗုဒ္ဓဦးနေ့အထိရပ်ဆိုင်းထားပါတယ်။မကာအိုမှာဟောင်ကောင်ကျူးဟိုင်းမကာအိုတံတားအပါအဝင်ပင်လယ်ကူးတံတားလေးစင်းတို့ကိုအင်္ဂါနေ့နောက်ပိုင်းကလေးကလည်းပိတ်ထားခဲ့ပါတယ်။ အစိုးရဌာနဆိုင်ရာယုံတွေမှာလည်းသူတို့လုပ်ငန်းတွေကိုဆိုင်းငံ့ထားရပါတယ်ရှင်။ကစားကမ်းမြောင်ကိုအကူအညီပေးဖို့ထွက်ခွာလာတဲ့နိုင်ငံတကာရေရင်အုပ်စုကိုကာကွယ်ပေးဖို့အတွက်အီတလီနဲ့ပူးပေါင်းပြီးတော့စစ်သင်္ဘောတစ်စင်းဆင်လွတ်သွားမှာဖြစ်တယ်လို့စွေဝင်ကြီးချုပ်ပေဒရိုဆန်ချက်စ်ကပြောကြားလိုက်ပါတယ်။ဂရိကန်လွန်မှာဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်မှာအခုလိုကြေညာခဲ့တာဖြစ်ပါတယ်။ ဆန်ချက်စာကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့နယူးယောက်မြို့ကိုရောက်ရှိနေတဲ့အချိန်ပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောသွားခဲ့တာဖြစ်ပါတယ်။ဂါဇာဒေသခံတွေအတွက်စာနယ်အခါပေးပို့ဖို့ထွက်ခွာလာတဲ့ရေရင်အုပ်စုမှာနိုင်ငံပေါင်း55နိုင်ငံကနိုင်ငံသားတွေလည်းပါဝင်ပါတယ်။တင်မောအုပ်စုကိုလိုအပ်လာရင်ကူညီဖို့နဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့အတွက်ရေတပ်တင်မောတစဉ်ဆင်လွတ်သွားမယ်လို့ဝန်ကြီးချုပ်ကအတည်ပြုပြောသွားပါတယ်။ ဂါဇာကမ်းမြောင်ရဲ့ပင်လယ်ထွက်ပေါက်ကိုအစ္စရေးကပိတ်ဆို့ထားတာကိုချိုးဖျက်ဖို့ရည်ရွယ်တဲ့ Global Smoke ရည်ရင်အုပ်စုမှာအရသားလေ90လောက်ပါဝင်ပြီးတော့ရှစ်နေတွေတက်ကြွလှုပ်ရှားသူတွေနဲ့အတူနမဲကျော်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာတက်ကြွလှုပ်ရှားသူ Greta Thunberg လည်းလိုက်ပါခဲ့ပါတယ်။ဒီရည်ရင်အုပ်စုဟာဂရိနိုင်ငံ Gaptos ဂျွန်ကနေရေမိုင်30လောက်အကွာနိုင်ငံတကာရေပိုင်နက်ထဲမှာ drone ဆက်နက်စင်းနဲ့တိုက်ခိုက်ခံခဲ့ရလို့သိရပါတယ်ရှင်။ ဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူးဤနေပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်